အားလုံးမင်္ဂလာပါရှင် Healthy Life Channel မှာပြန်လည်ကြိုဆိုပါရစေ။နေကောင်းကြမှာကြရလား။အခုပြပြမယ့်အကြောင်းအရာလေးကတော့ကျမတို့ရဲ့လူခန္ဓာကိုယ်ရဲ့ပေါ့နော်ဘယ်အစိတ်ပိုင်းမှာနာမကျန်းဖြစ်နေလဲ။အဲဘယ်အစိတ်ပိုင်းမှာတခုခုပေါ့နော်အနေမကောင်းဖြစ်နေလဲအဲ့လိုမျိုးဆိုလို့ရှိရင်ရှောင်ရမယ့်အစားအစာလေးတွေရှိပါတယ်။အဲ့ဒီအစားအစာလေးကိုပြပြကြပါမယ်။ မတို့တွေကိုကိုတိုင်းသာမကဘောเนาะကိုအိမ်သားတယောက်ရောနာမကျန်းဖြစ်တာပဲဖြစ်ဖြစ်ကိုဘေးပတ်ဝန်းကျင်ဟာတယောက်ရောနာမကျန်းဖြစ်တာပဲဖြစ်ဖြစ်ဆိုလို့ရှိရင်ဒီအစားအစာလေးတွေကိုရှောင်ဖို့အတွက်ပြောပြလို့ရတယ်ပေါ့เนาะနောက်ကိုကိုကိုလည်းဂယူဆိုင်လို့ရပါတယ်ဆိုတော့ကျမတို့တွေရဲ့လူကခန္ဓာကိုယ်ကပေါ့နော်တရားနဲ့တရားကိုခံအားခန္ဓာရည်စွမ်းနေမတူဘူးမတူတဲ့အတွက်ကြောင့်မလို့ဒီ အခုပြောလိုက်တဲ့အစားအစာလေးကိုပေါ့နော်ကိုနေမကောင်းဖြစ်နေတဲ့အချိန်မှာချောင်းလိုက်မယ်ဆိုရင်တော့အကောင်းဆုံးပဲဖြစ်မှာပါပထမဆုံးအနေနဲ့ကတော့ကျမတို့တွေနှာစင်းနေမယ်ဆိုလို့ရှိရင်ငါပြောသည်လိမ္မော်သည်ရေခဲစိတ်သားမစားရပါဘူးနောက်တစ်ခုကဆေးလိမ့်နဲ့အရင်မတောက်ရပါဘူးနောက်ချောင်းဆိုးနေမယ်ဆိုလို့ရှိရင်တော့ရေခဲမုတ်လိမ္မော်သည်စီကြော်စားတွေအကင်းအဆက်မြေပဲအရက်နဲ့ချိုးတဲ့အစားအစာတွေမစားပါနဲ့အဲကိုကရုတ်တရက်ပေါ့နော်အစာအိမ်ရောင်းလာတယ်ဆိုလို့ရှိရင်အကြော်အလော အရက်ငရုတ်တင်းနဲ့ကောင်းငင်းနေမစားရပါဘူး။နာတာရှိအစာအိမ်ရောင်ပေါ့နော်ဖြစ်တယ်ဆိုလို့ရှိရင်တော့ကောင်းငင်းနေအတုတ်ဒီအချင်းဖောက်ထားတဲ့အစာအစာတွေမစားရပါဘူး။ပူရောင်နေမယ်ဆိုလို့ရှိရင်တော့ငပြောတီမလကတီမစားရပါဘူးရှင်။အဲအသေးရောဂါဖြစ်နေမယ်ဆိုလို့ရှိရင်တော့ငန်းဒါမှမဟုတ်ကြက်ဘဲသူတို့အရေကုန်နေပေါ့နော်။နောက်ပြီးသွားလို့ရှိရင်ဝက်သားရဲ့အစီနောက်ပြီးရင်ဆေးလိမ့်နဲ့အရက် အရေးကြီးဆုံးကတော့အသင်ယောဂဖြစ်နေရဆိုလို့ရှိရင်အရေးပြတ်ခံလို့မရပါဘူး။အဲနောက်တစ်ခုကနှလုံးယောဂဖြစ်နေရဆိုလို့ရှိရင်တော့ကယ်လိုရီများတဲ့အစားအစာတွေနဲ့ငံတဲ့အစားအစာတွေမစားရပါဘူး။ကြောက်ကက်ယောဂဖြစ်နေရဆိုလို့ရှိရင်တော့ ဒီရာအချိုရည်ငချောက်နဲ့မြှင့်ချောက်တင်စားရပါဘူးအဲနောက်တစ်ခုကအဲဒီငပိငချောက်လည်းပါတာပေါ့နော်နောက်စီချိုယောဂဖြစ်နေရဆိုလို့ရှိရင်တော့ဒီအချိုရည်ရဲ့အရက်ရဲ့အစီများတဲ့အစာစာတွေရဲ့စီကြောစာတွေရဲ့အကင်တွေမစားရပါဘူးရှင်အဲသွေးအားနည်းနေမယ်ဆိုလို့ရှိရင်တရုတ်နံမင်းမစားပါနဲ့ သွေးရောယောဂါဖြစ်နေမယ်ဆိုလို့ရှိရင်တော့အငံတက်များတဲ့အစားအစာတွေအဲကြက်ဥရောဘဲဥရောပေါ့နော်နောက်ငုံဥရောရဲ့အနှစ်တွေအဲနောက်တစ်ခုကတလိမ့်ဆန်ရဲ့ကလီစာတွေပေါ့နော်အသေးအမြင့်တွေသွေးရောယောဂါဖြစ်နေတဲ့သူတွေမစားပါနဲ့ကိုကအစာအိမ်နာဖြစ်နေမယ်ဆိုလို့ရှိရင်ဘဲအမျိုးစုံကညွတ်အဲစားစိန်ထားတဲ့ဟင်းတွေကောက်ညင်းတွေအရက်တို့ပြီးရင်နက်နက်သီးငရုတ်သီးနဲ့မလကာသီးတွေမစားပါဘူး ဒါအစာအိမ်နာယောဂဖြစ်မှာပေါ့နော်။နောက်နောက်တစ်ခုကဒီပေါ့နော်အယိုးမှာအမေးရောက်တာဖြစ်နေရဆိုလို့ရှိရင်တော့ငပြောတိရဲ့ကညွရဲ့အရက်ရဲ့ငရုတ်တိရဲ့မစားပါဘူး။လေကောင်းယောဂဖြစ်နေတဲ့သူတွေအတွက်ကတော့အရက်ဆေးလိပ်အဆက်နဲ့စီကြောစာတွေစားလို့မရပါဘူး။လေဘက်နာယောဂဖြစ်နေရဆိုလို့ရှိရင် ဘီယာငါပြောသည့်နဲ့အသားရင်းစားရပါဘူးအခန္ဓာကိုယ်မှာဒီကိုအရေးပြားမှာ allergic ဖြစ်နေမယ်ဆိုလို့ရှိရင်တော့ပင်လယ်စာပိန်ဥရေခဲလိုက်ချီသည့်နဲ့တရက်သေးရင်မစားပါနဲ့အာယုံကြောအားနည်းနေရဆိုလို့ရှိရင်ငရုတ်သည့်အရက် coffee ကြက်သွန်နီနဲ့ကြက်သွန်ပြူတွေ မစားရပါဘူးဆိုတော့တချို့အစားအစာတွေကဆေးဖြစ်တဲ့အချိန် ဖြစ်ပေမဲ့ပေါ့နော်နေမကောင်းတဲ့အချိန်ခုနပြောလိုမျိုးခန္ဓာကိုယ်ရဲ့တနေရာမှာနေမကောင်းတဲ့အချိန်မှာဆိုလို့ရှိရင်ယောဂအခန်းနဲ့မတည့်ရဖြစ်တဲ့အတွက်ကြောင့်မလို့ရှောင်ကျင်မှုလိုပါမယ်နောက်တစ်ခုကအပေါ်မှာပြောခဲ့တဲ့တဲမှာမစားမယ့်အစားအစာတွေကိုကြည့်မယ်ဆိုလို့ရှိရင်စီကြောစာတွေအဲနောက်တစ်ခုကရေခဲတွေနောက်ဒီပေါ့နော်အရက်ဘီယာတွေအဲအဲ့ဒါတွေကအများဆုံးဖြစ်ပါလိမ့်မယ်ဆိုတော့နောက်တစ်ခုကတော့ကောင်းညင်းပေါ့နော်နောက်မာတဲ့အစားအစာတွေ အဲ့ဆိုတော့အဲ့ဒီဟာတွေကိုအစကတည်းကနေပြီးတော့ဘာယောဂါမှမဖြစ်လဲရှောင်းမယ်ဆိုရင်လို့ရှင်တော့အကောင်းဆုံးပဲဖြစ်ပါမယ်ရှင်အားလုံးပဲဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ဘုဒ္ဓတာတစ်ခုရမယ်လို့မျှော်လင့်ပါတယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်ရှင်